ျမပေးခဲ့တဲ့ရက်ကအဲကျမရဲ့မိတ်ဆွေအိမ်ကိုဖုန်းရွှေစစ်ပေးတဲ့အခါမှာအဲဘာတွေတွေ့ရလဲဆိုတော့သူ့ရဲ့ဝင်းတကားဝနော်အဝင်းတကားဝဆိုတာအိမ်ချံဝင်းမှာသူကဘာလုပ်ထားလဲဆိုလို့ရှိရင်ကားဝင်ပို့တပေါက်ရဲ့နောက်ပြီးလို့ရှိရင်အိမ်မြင့်တက်တက်မှာတပေါက်ရဲ့တန်တကားတွေလုပ်ထားတယ်အဲ့တော့အဲ့လိုမျိုးတကယ်ပြိုင်နှစ်ခုပေါ့နော်ဘင်ညာနှစ်ခုတက်တက်စီရှိနေတဲ့အင်ကဘာဖြစ်တတ်လဲဆိုလို့ရှိရင်ငွေကြေး ဝင်နေအခါမှာငွေကြေးဝင်စေတဲ့ chi energy ကိုအားနေစေတယ်ပြောမယ်ဆိုလို့ရှိရင်တကားနှစ်ပေါက်ကိုခွဲဝေ season စေတဲ့အတွက်ကြောင့်မလို့သူတို့ဝင်လာတဲ့ chi energy အားနေတဲ့အတွက်ကြောင့်မလို့ဝင်ငွေနေသွားစေတဲ့အိမ်ဖြစ်ပါတယ်ဆိုတော့သူ့ရဲ့အိမ်ကပြီးခဲ့တဲ့ဒီအိမ်မဆောက်ခင်မှာဒီအိမ်ဆောက်ဖို့အတွက်လည်းဒီစီးပွားရေးရနေပဲလာတဲ့ငွေကြေးနဲ့ဒီအိမ်ကိုဆောက်ခဲ့တာဒီအိမ်ကိုဆောက်ပြီးသွားပြီးတော့ဒီအိမ်ကိုရွှေ့လာကမှ သူအခုစီးပွားဖြစ်ခဲ့တဲ့စီးပွားကြီးကလည်းအဆင်မပြေဘူးပြီးလို့ရှိရင်အာသူတို့ရဲ့အိမ်နောက်ရေးမှလည်းနည်းနည်းအငင်းခုန်လေးတွေရှိရတယ်ပြီးရင် ပြေခဲ့တဲ့ပြည်လေခဲ့တဲ့မိတ်တစ်ဆွေတစ်တွေလည်းမရှိလာဘူးပြီးခဲ့တဲ့မိတ်ဟောင်းဆွေဟောင်းကြီးတွေလည်းပဏိပခါလေးဖြစ်သွားကြတယ်ပေါ့အဲ့တော့ပြီးခဲ့တဲ့အိမ်တသေးလေးမှာကကြိုးစားနေတော့ဒီလုပ်ငန်းပဲလုပ်တယ်ဒီကျွမ်းကျင်နေနဲ့ပဲဒီလူတွေနဲ့ပဲလေပက်ခဲ့တဲ့လုပ်ငန်းကဒီအိမ်ကိုရွှေ့လာတဲ့အခါမှာစီးပွားရေးကတဖြည်းဖြည်းနဲ့မပြေလည်ဘူးကိုမျောလင်းတော့ဝင်မလာဘူးငွေကြေးကအရင်ကဆိုလို့ရှိရင်အတရက်ကို50 350ဝင်နေတဲ့ စီးပွားရေးလုပ်ငန်းကအဲ့ရအတွင်းကို6သိန်းဝင်ဖို့မနေရုံနေရတဲ့အနေအထားကြီးသူတို့ရောက်နေခဲ့တာပေါ့ဒီမှာအဲ့အိမ်ကိုဆစ်လိုက်တဲ့အခါမှာတခြားအဖြစ်တွေလည်းအများကြီးရှိသေးတယ်ဒါပေမဲ့ဒီဖုန်းရွှေအရာဒီဗီဒီယိုထဲမှာဒီမှာအိမ်အဝင်တကားမရဲ့အကြောင်းကိုအထူးပြောပြနေတာဖြစ်ပါတယ်ဆိုတော့သူရဲ့အိမ်မှာဘာရှိလဲဆိုတော့အိမ်အဝင်တကားမကြီးအိမ်အဝင်ဆိုတာအိမ်ထဲဝင်တာမဟုတ်ဘဲနဲ့ခြံဝင်းတကားမကိုခြံမှာကားဝင်ဖို့တပေါက်ရဲ့ ပြီးလို့ရှိရင်ကိုယ့်အိမ်ကိုဝင်လာဖို့တပောက်ရေတကားပေါက်ပေါ့နော်ဒီ main door တကားပေါက်ကြီးခြံဝင်တကားပေါက်ကြီးကနှစ်ခုထားထားတာပေါ့အဲ့တော့တကားပေါက်နှစ်ခုထားထားတယ်ဝင်ပေါက်နှစ်ခုထားထားတယ်ဆိုလို့ရှိရင်ကျမတို့ကဘယ်လိုလဲဆိုရှင် energy ခွဲဝေစီစဉ်မှုဖြစ်စေတယ်ဆိုတော့ energy ကခွဲဝေစီစဉ်ရပြီဆိုလို့ရှိရင်အားနေသွားပြီအဝင်ဝင်လာမဲ့ငွေကြေး energy ကအားနေသွားပြီဆိုတာမျိုးတခါတည်းတက်ရောက်ပြီးသားဖြစ်သွားတယ် အဲ့တော့အိမ်တအိမ်ရဲ့စီးပွားရေး၊ကျန်းမာရေး၊လူမှုရေးအဲ့ဟာကြီးအားလုံးကဒီချီနဲ့ပဲအလုပ်လုပ်တာချီ energy ကောင်းလေလေဒီအိမ်ရဲ့စီးပွားရေးကပို့ပြီးတော့တက်လေလေပေါ့ပြောချင်တာကချီ energy ကိုကိုကဝဲကဲလုပ်နိုင်တယ်ချီ energy စီးဆင်းမှုကိုကိုကတေချာစီမံနိုင်တယ်ဆိုလို့ရှိရင်ဘယ်လိုစီးပွားရေးပဲလုပ်လို့ကိုကအများကြီးအားစိတ်ဆရာမလို့ပဲနဲ့ အဲစီးပွားပို့ပြီးတော့ဖြစ်နိုင်တယ်။ကျမတို့ဒီဖုန်းရွှေအရာဆိုလို့ရှိရင် element ၅ခုနဲ့ဒီတဟဇာတာဖြစ်အောင်ပြင်ဆင်ရတာဖြစ်ပါတယ်။ element ၅ခုနဲ့တဟဇာတာမဖြစ်ဘူးတခုခုကယိုရင်းပျက်စီးနေတယ်ဆိုလို့ရှိရင်အိမ်မှာကစီးပွားရေးအရာ ဖြစ်ဖြစ်လူမှုရေးအရာဖြစ်ဖြစ်အရှုံးတော်တစ်ခုခုမှာလာပြီးတော့ထိခိုက်နေတာမှုတွေရှိလာရဲဆိုတာကိုကျမတို့ဒီဖုန်းရွှေမှာအယူအဆရှိပါတယ်။ဒါကြောင့်မို့လို့ကိုယ့်အိမ်မှာအဝင်တကားမှနှစ်ပေါက်နော် ခြံဝင်းတကားနှစ်ပေါက်လှုပ်ထားတယ်ဆိုလို့ရှိရင်အဲ့ဒီလူတွေအနေနဲ့တက်နိုင်လို့ရှိရင်အမြန်ဆုံးပြင်သင့်ပါတယ်တကယ်လို့မှကိုကခြံဝင်းတကားကိုမပြင်နိုင်သေးဘူးပြင်းဖို့လည်းအဆင်မပြေသေးဘူးဆိုလို့ရှိရင်ရှိနေတဲ့ခြံဝင်းတကားနှစ်ခုလေးကတစ်ခုကိုတော့အသေးပိတ်ထားဖို့ကျွန်မအကြံပေးချင်ပါတယ်ဆိုတော့ကျွန်မကဒါကတော့ဖုံးရွှေကျွန်မစစ်ထားတဲ့အတွေ့အကြုံကိုပြန်ပြီးတော့ share လုပ်ပေးတာပေါ့နော်ကျေးဇူးတင်ပါတယ်ရှင်